မင်္ဂလာပါရှင် K Story YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းမှာစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းကောင်းတွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးလျက်ရှိပါတယ်ဒီကနေ့မှာဆိုရင်လေစာရေးဆရာမျိုးမှန်ရှိသားထားတဲ့ကိုမြင့်ဆောင်နှင့်တစီလန်းဇာတ်လမ်းကိုတင်ဆက်တော်မှာဖြစ်ပါတယ်တင်ဆက်မှုမစခင်မှာ Channel ကို Like and Subscribe နဲ့အားပေးဖို့တောင်းဆိုချင်ပါတယ်ဇာတ်လမ်းအသစ်တွေတင်နိုင်သည့်ရှိစေနိုင်ဖို့ပေးနာကနူတီခေါင်းလောင်းကိုနှိပ်ထားပေးပါရှင်ကိုမြင့်ဆောင်တယောက်နွားကြီးနှကောင်အတွက်ပြောင်းရိုးတွေဆင်းနေတော့ ကော်ပြူတယောက်တဲကိုယောက်လာလေငက်ပြူမလာတဖူးအလားထူလာကြည်လားကွဘာကိစ္စများရှိလို့တုံးလာထိုင်နေကွကိုမြင့်ဆောင်အဲ့လိုပြောလိုက်တော့ကော်ပြူကတဲတဲဝင်ထိုင်ရင်းနဲ့ဥပုခင်ကြီးလွတ်လိုက်လို့ကွဟလာဘာကိစ္စရှိလို့တော့ကိစ္စကတော့မင်းကိုတောချောင်းရွာသွားပြီးတော့နှမ်းမျိုးယူခိုင်းလိုက်တာပြောခိုင်းတာတော့မနှက်ခင်းကလေးကပဲငါလည်းအလုံးမအားတာနဲ့အခုမှလာပြောရတာကော်ပြူအဲ့လိုပြောတော့ကိုမြင့်ဆောင်ပြန်မေးလိုက်တယ်အေးထားပါတော့ကွနှမ်းမျိုးကဘယ်နေသွားอยู่ရမှာတဲ့လေ ဒီနေပဲသွားอยู่ရမှာလေကွာတော်ကြာနှမ်းမျိုးမကြမ်းမဆိုးလို့တဲ့အဲ့ဒီအခါကိုမြင့်ဆောင်ကဆက်ပြောပြန်တယ်အေးကွာဒီအချိန်သွားရင်တော့ဟိုကောင်မောင်မရောက်မှာပဲရောက်ရောက်ကွာတော်ကြာသူမထားတဲ့နှမ်းမျိုးမရလို့ငါ့ကိုအပြစ်တင်းနေအောင်မေးမင်းရောလိုက်ခဲ့မှာလားကိုမြင့်ဆောင်အဲ့ဒါလိုမေးလိုက်တော့ကိုပြူကသူ့လိုက်မဲ့အကြောင်းကိုပြောတယ်အေးလိုက်ခဲ့မှာပေါ့ကွာတော်ကြာမင်းနှမ်းမျိုးသွားမယူပဲလှည့်ပြန်လာရင်ဥပုခင်ကြီးငါ့ကိုစူးနေအောင်မေးကိုပြောကကိုမြင့်ဆောင်ကိုပြုံးစီစီနဲ့ကြည့်ပြီးပြောတယ်။ကိုမြင့်ဆောင်ဘာမှပြန်မပြောတော့ပဲပြုံးညုံတာပြုံးပြီးတော့ နွားဤနှကောင်ကိုလှဲတဘိုးမှတက်ခါကိုပြူးနဲ့အတူတောချောင်းရွာကိုလှဲဝင်မောင်းပြီးထွက်ခဲ့တော်တယ်။ကိုမြင့်ဆောင်နှမ်းမျိုးသွားယူမဲ့တောချောင်းရွာဆိုဒီမှာထိမင်းရွာရဲ့အနောက်ဘက်မှာရှိတဲ့ရွာဖြစ်တယ်။ဒါကြောင့်ကိုမြင့်ဆောင်လှဲကိုထိမင်းရွာထဲမှာဖြတ်ယူမောင်းလာတယ်။အဲဒီတော့ထိမင်းရွာအနောက်ဘက်လမ်းအတိုင်းတောချောင်းရွာကိုဆက်မောင်းလာခဲ့တော်တယ်။ကိုမြင့်ဆောင်ထိုးနေရကိုရောက်မှထိုးရွာနှစ်ရွာကြားလဲလန်းကအတော်ကိုစိုးနေမှန်သိလိုက်ရတယ်။တလလုံးရှုံဘွက်တွေဖြစ်နေပြီးနွားဤနှကောင်မှလည်းတကူလုံး ရှုံဘွက်တို့နဲ့ပေးချံကုန်နေရှုံဘွက်တို့တောင်မကချိုင်းခွက်တွေလည်းပေါ်လာတယ်တခါတခါလှေပရောင်ထိရောက်အောင်မင်းတချမ်းစောင်းသွားတယ်အဲ့ဒီလမ်းကိုကြည့်ပြီးကိုပြူဟာကိုမြင့်ဆောင်ကိုပြောတယ်မင်းနှမ်းမျိုးအိတ်တင်ပြီးဒီလမ်းကသာပြန်လာလို့ရတော့ကွာတဲရောက်တာနဲ့တခါတည်းနှမ်းရီဖို့သာပြင်ထားတော့ကိုပြူသည်နှမ်းမျိုးအိတ်တွေကိုရှုံဘွက်ဆင်ပြီးအပင်ပေါက်လာမျိုးကိုချက်ကားပြီးပြောလိုက်ခြင်းဖြစ်တယ်သူကိုယ်တိုင်နဲ့ထိုးထုတ်ပြောပြီးလှဲရန်တိုင်းကိုကင်ကဟိုဘက်ကလိုက်ဒီဘက်ကလိုက်ဖြစ်စီးနေရတယ် တကောလုံးလဲနွားအမိခက်ရမှလွင့်စင်လာတဲ့ရှုံဘွက်တို့ဖြင့်ပေးကြံနေတဲ့သူတွေမဟုတ်ကိုမြင့်ဆောင်ကိုတိုင်နေကိုပြူးကဲ့သို့ပင်ဖြစ်တယ်။ဒါကြောင့်သူလဲကိုပြူးကိုပြန်ပြောလိုက်တယ်။အေးကွာအပြန်ကြရင်တော့တော်လန်းကနေပတ်ပြန်ရအောင်။ဒီလန်းကတော့ပြန်လို့မဖြစ်သေးဘူး။ကိုမြင့်ဆောင်အဲ့လိုပြောပြီးလဲဟိုသာအာယုံစိုက်မောင်းနေရတယ်။ကိုမြင့်ဆောင်တို့လဲပြန်ကြမည်။တော်လန်းဆိုတာကတောချောင်းရွာတောင်ပတ်မှာရှိပြီးအနီးအနားရှိရွာများမှာထင်းခုံဝါခုံတက်တဲ့လမ်းဖြစ်တယ်။ကုန်းကြောလေးပေါ်အတိုင်းရှိနေပြီး ခยีဝေးပေမဲ့ရှုံးဘွက်တို့မရှိပဲတဲရန်လေးတစ်ခုသာဖြစ်တဲ့ကိုမျက်ဆောင်လှဲကိုအောက်ဤတိခံမောင်းလာရင်တောချောင်းရွာတွေကိုရောက်လာပြီးဖြစ်တယ်။အဲဒီနောက်ဥပိုးကနှမ်းမျိုးမှားထားတဲ့အိမ်ကိုရောက်တော့မိုးချုံနေပြီးဖြစ်လို့လဲတောင်မဖြုတ်တော့ပဲနွားဤနှကောင်ကိုခဏရက်ကနှမ်းမျိုးအိတ်တွေကိုတင်လိုက်တယ်။အဲဒီနောက်ကိုပြူးမှပါလာတဲ့နှမ်းမျိုးဘုံငွေရပေးကတောချောင်းရွာနောက်ဖက်ကိုရွာလေးလမ်းအတိုင်းထွက်ခဲ့လိုက်တယ်။အဲဒီမှနေပြီးရွာနောက်ဖက်လမ်းအတိုင်းတော်လန်ကိုတက်မှဖြစ်တဲ့အဲဒီလိုရွာအနောက်ဖက်လမ်းရောက်တော့ ကိုပြူကိုမြင့်ဆောင်ကိုမေးလိုက်တယ်။မြင့်ဆောင်မင်းဓမီမပါခဲ့ဘူးလား။ကိုပြူအဲ့လိုမေးမှကိုမြင့်ဆောင်ဓမီကိုတရိရတယ်။လော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 နဲ့ထွက်လာရလို့ဓမီပါမလာခဲ့ဘူး။ဒါကြောင့်ကိုမြင့်ဆောင်ခက်ရဲရဲလင်းနေတဲ့လရောင်အောက်ကလှဲမှတက်ထားတဲ့နွားကြီးနှကောင်ကိုကြည့်ပြီးကိုပြူကိုပြောလိုက်တယ်။ဓမီမပါခဲ့ဘူးကွာ။ဒါပေမဲ့လည်းကိစ္စမရှိဘူးကွာ။လရောင်နဲ့ပဲအေးအေးဆေးဆေးမောင်းပြီးပြန်ညတာပေါ့။ဒီကောင်ကြီးတွေကဒီလန်းတွေကိုသွားပူပါတယ်။ကိုမြင့်ဆောင်အဲ့လိုပြောလိုက်တော့ကိုပြူကဆက်မေးပြန်တယ်။ အေးဓာမီမပါတာဘာမှမဖြစ်ဘူးမင်းလေးကွာတော့ပါခဲ့တယ်မဟုတ်လားအဲ့ဒီအခါကိုမြင့်ဆောင်ကသူ့ရဲ့လွယ်အိတ်ကိုမြှောက်ပြရင်းနဲ့လေးကွာတော့ပါတယ်မင်းကင်ကြည့်ချင်လို့လားကိုမြင့်ဆောင်ဒီလိုမေးလိုက်တော့ကိုပြူဝညင်းနေတော်ပါပြီကွာညာရင်မင်းကြီးမကင်ရဲပါဘူးနေ့လေနေကင်းဆိုတော်သေးတယ်အဲ့တော့ဆိုလေနောက်နေ့မင်းအရင်တဲဟိုလာခဲ့လေကွာအနည်းအနားမှရှိတဲ့ကောင်တွေလိုက်ကြည့်ရအောင်ကိုမြင့်ဆောင်အတလို့ပြောလိုက်တော့ကိုပြူစဉ်းစားသွားတယ်တော်တော်နဲ့စကားတန်ထွက်မလားတော်ကြနေတော့မှကြည့်မနေတော့ပါဘူးကွာ တော့ကြာငါကမင်းလို့တရေမကတ်တဲ့အကောင်မဟုတ်တော့တရေမတွေငါမြင်ပြီးအိမ်လိုက်လာမယ်မဲတဲ့စကားများနေပါဦးမယ်မဖြစ်ပါဘူးကွာကိုပြောကသူမကြည့်ရတာကိုမကြည့်ရဘူးတဲ့မပြောပဲအရှုံးဖောက်ပြီးပြောနေတယ်ဒီလိုနဲ့ကိုမြင့်ဆောင်နဲ့ကိုပြူတို့နေရောက်လှဲပေါ်မှာစကားတပြောပြောနဲ့လာနေကြရင်သူတို့ရှိခလန်လန်တောလန်းကိုစတတ်မဲ့နေရမှာမဲမဲတရံတစ်ခုသူတို့လှဲကိုရက်ဆောက်နေတာမြင်လိုက်ရတယ်လာရောက်ရေးရေးအောက်မှာအဲ့ဒီတရံကိုလူလားနာနာပါဝလာခွဲခြားမသိနိုင်ဘူး အဲ့ဒီအခါကိုပြူဟာကိုမြင့်ဆောင်ကိုပြောလိုက်ပြန်နေမြင့်ဆောင်ကြီးငါပြောတာကိုကြားသွားလို့ထင်နေကွာအရှိမာတော့ရက်ဆောင်နေပြီအတင်းလိုက်မယ်လုံနေရင်တော့ဓာတ်နဲ့ပိုင်းရမှာပဲမဲတင်နဲ့တော့ရန်ဖြစ်မခံနိုင်မှုကိုပြူပြောပြောဆိုဆိုလှည့်ရန်တိုင်းမှာထောင်ထားတဲ့ကြီးတောက်ထဲမှာကိုင်းခုတ်ဓာတ်ကိုချွတ်ယူလိုက်တဲ့အဲ့ဒီနောက်ဓာတ်သားကိုလက်မနဲ့ပြက်မပြက်စမ်းကြည့်နေပြန်နေကိုပြူအဲ့ဒီလိုလုံနေတာတွေကိုကြည့်ပြီးကိုမြင့်ဆောင်ပြောလိုက်တဲ့မင်းဟာကလူမမ်းမသိတေးရဲမမ်းမသိစွပြောနေတော့တာပဲတော်ကြတေးရဲမဟုတ်ဘဲလူဖြစ်နေပါဦးမယ် ကိုမြင့်ဆောင်အတက်လို့ပြောလိုက်တော့ကိုပြူဆက်ပြောပြန်တယ်။မင်းကလည်းဒီအချိန်ကြီးကြာမှာတော့ဘလို့လို့လူဖြစ်နိုင်မှာလဲ။အဲ့ဒါတရေပါအထီးမှန်အမမှန်တာငါမသိတာ။မယုံရင်ကြက်တကောင်ကြီးလောင်းမယ်ကွာ။ကိုပြူသူ့မျက်နှာကိုတရေတကောင်လို့ယုံကြည်နေပုံရတယ်။ဒါကြောင့်လောင်းကြီးထပ်ရပြင်ပြောလိုက်တယ်။ကိုမြင့်ဆောင်လည်းကိုပြူကိုတေချာကြည့်ပြီးမင်းကတေချာလှကြည့်လားကွာ။အဲ့ဒီအခါမှာကိုပြူကကိုပြူမှလည်းပို့ထူးတာလေးတွေရှိပါလေကွာ။မင်းမယုံရင်ကြည့်။အဲ့တရေမှသူနာလဲရောက်လာရင် လှဲဟော်ကိုခုံတက်လာလိမ့်မယ်။ငပြူနဲ့တော့တွေ့ပြီပေါ့ကွာ။ငပြူကြောက်တာဆိုလို့ငလူတယောက်ပဲရှိတယ်။ကျန်တဲ့တရေတွေကိုတော့လက်ကိုမကြည့်တာ။ကိုပြူသည်ကိုမြင့်ဆောင်ရှိနေ၍တိတ်မကြောက်။ဒါကြောင့်ခဏနောက်နောက်ပြောဆိုနေခြင်းဖြစ်တယ်။ဒီလိုနဲ့သူတို့ရဲ့လဲသည်လေတဖြည်းဖြည်းဖြင့်ထိုသူအနောက်ကိုလဲရောက်လာပြီးဖြစ်တယ်။အဲ့ဒီအခါသူတို့လဲကိုရက်ဆောင်နေသူကလှမ်းပြောလိုက်တယ်။ဟဲ့ကောင်တွင်လဲကိုရက်ဆန်းကိုမြင့်ဆောင်ထိုအတန်ကိုကြားမှဒေါ်ဘွားဦးဖြစ်မှန်းတီးလိုက်တယ်။ဒါကြောင့်လဲကိုရက်ခါဒေါ်ဘွားဦးကိုမေးလိုက်တယ်။ဘာဖြစ်လို့လဲအကြီးဘွားဦး မင်းတို့ဘဲသွားကြမှာတော့တလဲကုန်းရွာကိုပြန်မလို့ဗျကိုမြင့်ဆောင်အတ်တလို့ဖြေးလိုက်တော့ဒေါ်ဖောဦးဆက်မေးပြန်နေမင်းတို့ဒီကိုဘာလာလောက်တာတော့ကျုပ်တို့တောချောင်းရွာကိုနှမ်းမျိုးလာယူတာအဲ့ဒါလမ်းမကောင်းတာနဲ့ဒီတောလန်းအတိုင်းလှည့်ပြန်မလို့အင်းတလဲကုန်းရွာကဆိုတော်တော်တော်အဝေးသားမင်းတို့ဒီတောလန်းကလှည့်ပေါင်းရမှာမကြောက်ဘူးလားထို့သောဒေါ်ဖောဦးကမေးတော့ကိုမြင့်ဆောင်နဲ့ဒေါ်ဖောဦးကိုပြန်မေးလိုက်တယ်ဘာဖြစ်လို့တော့ဒေါ်ဖောဦးကဘာကြောက်စရာများရှိလို့တော့မင်းတို့ဒီတောလန်းအတိုင်းလှည့်ပေါင်းပြီး ထိမ်မရွာကိုပြန်ဆင်းရမှာမဟုတ်လားဟုတ်တယ်ဗျအဲ့ဒီထိမ်မရွာနေမှာကျုပ်တို့တလဲကုန်းကိုဆက်မောင်းရမှာအဲ့တော့ဆိုထိမ်မရွာရောက်တဲ့အထိမင်းတို့တရေအချောက်ခဲရပြီသားမှတ်ထားအဲ့ဒီတလန်လုံးတရေကြီးပဲဒေါ်ဘွားဦးထိုးတို့ပြောတော့ကိုမြင့်ဆောင်လည်းပြန်ပြောလိုက်ရတယ်ခြောက်ခါမှာခြောက်တော့ဗျသွားတော့သွားရမှာပဲဒါနဲ့အကြီးဖောဦးကကျုပ်တို့ကိုလဲရခိုင်းတာအဲ့ဒါပြောဖို့လားမဟုတ်ဘူးကွငါတဲမှာမိချစ်ရှာမတွေ့လို့အဲ့ဒါမင်းတို့စီမှာမြာမိချစ်ပါမလားလာမေးကြည့်တာ အခုတည်းထိမီးမမွေးရသေးဘူးအဲ့ဒီအခါကျမှသူတို့လည်းမှောင်မဲနေတဲ့ဒေါဖွားဦးရဲ့တဲကိုလှမ်းကြည့်မိတော့လေအဲ့ဒီနောက်ကိုမြင့်ဆောင်ကကိုပြူပတ်လှည့်ပြီးတော့မီးကျက်ပါမပါမီးကြည့်လိုက်တယ်ငါပြူမင်းစီမှာမီးကျက်ပါလားငါမှာတော့မပါဘူးကွာအဲ့ဒီအခါကိုပြူကငါစီမှာလည်းမပါဘူးလေကွာစေလိမ်မမတောက်တာဒါကြောင့်ကိုမြင့်ဆောင်ဒေါဖွားဦးကိုပြန်ပြောလိုက်တယ်မီးကျက်တော့မပါခဲ့ဘူးဗျာကျုပ်တို့လည်းအလို့တကြီးထွက်လာတာမို့ဓာမီတောင်မယူခဲ့ရဘူးအေးအေးဒါဆိုလေသွားကြတော့တတိဝတိယတော့ရှိကြအောင် တော်ကြတဲ့ရဲ့၆ခဲရောက်ပြီးအိပြံမရောက်နိုင်မဖြစ်နေအောင်မေတော်ဖွားကအတလို့ပြောပြီးသူ့တဲဘက်ကိုလှည့်ပြန်သွားတော့တယ်ကိုမြင့်ဆောင်နဲ့လက်ဝရှိဆက်မောင်းလာခဲ့လိုက်တယ်။အဲ့ဒီအခါကိုပြူကလက်ပြန်သွားတဲ့ဒေါဖောဦးရဲ့ကြောပြင်ကိုကြည့်ရင်ကိုမြင့်ဆောင်ကိုပြောလိုက်တယ်။တရဖွားကြီးမိကျက်မပါတာနဲ့တို့ကိုတရဲနဲ့လက်ချောက်သွားသေးတယ်။ဒါကြောင့်သူ့ကိုရွာထဲမနေခိုင်းတာ။ထို့သူကိုပြူပြောတော့ကိုမြင့်ဆောင်ကိုပြူကိုပြန်ပြောလိုက်ရတယ်။ရွာထဲမနေခိုင်းတာမဟုတ်ပါဘူးကွာ။သူကသူတော်ထဲလာနေတာပါ။ဘာဖြစ်ဖြစ်ကွာတို့ကိုတရဲနဲ့ချောက်သွားတာတော့မကျေနပ်ဘူး။ မရရောမကြောက်လို့လားကိုမြင့်ဆောင်အဲ့ဒါလို့မေးလိုက်တော့ကိုပြူးပြန်ဖြေတယ်ကြောက်တာတော့ကြောက်တာပေါ့ကွာဒါပေမဲ့သူပြောတယ်လို့အိမ်ပြန်မရောက်တဲ့အထီတော့မကြောက်ပါဘူးကွာမင်းလည်းပါနေတာကိုမဟုတ်ဘူးလားအေးတာနဲ့မင်းကြက်တကောင်ကိစ္စဘလို့လုံးမတော့ကိုမြင့်ဆောင်ထို့သို့မေးလိုက်တော့ကိုပြူးကဟာကွာအေးတဲ့မင်းကတက်မောက်အိမ်ကိုရောက်အောင်သာအရင်မောင်းစမ်းပါဘူးဟိုရောက်တော့ရမှာပေါ့ကိုပြူးလည်းအဲ့ဒါလို့ပြောပြီးလဲရန်နိုင်ကိုမှီပြီးလိုက်လာတယ်ကိုမြင့်ဆောင်လည်းတော်လန့်ရှိရသူလှဲကိုဂုံးတက်ကလေးအတိုင်းမောင်းလာတယ်ထိုဂုံးတက်လမ်းလေးအတိုင်းမောင်းတက်လာပြီး ရှေ့မကြခင်ထိမင်းရွာဘက်ကိုဖြတ်ချတဲ့တောနန်းလေးကိုရောက်မှဖြစ်တယ်။ဒါကြောင့်ကိုမြင့်ဆောင်လေးဂုံးတက်လေးအတိုင်းလှဲဝင်မောင်းလာရင်ဂုံးလေးတဝက်အယောက်မှာသူတို့လဲနောက်သူတပုတ်ပုတ်ပြေးတက်လာတဲ့ခြေတံကိုကြားလိုက်ရတယ်။အဲဒီလိုပြေးတက်လာတဲ့ခြေတံကိုကြားတော့ကိုပြူကကိုမြင့်ဆောင်ကိုပြောလိုက်တယ်။မြင့်ဆောင်ဒေါ်ဖောင်းဦးတော်လိုက်လာပြန်ပြီကွာ။ဘာပြောစရာများကြံသေးလို့တော့မသိဘူး။အဲဒီအခါကိုမြင့်ဆောင်ကတော့ဖို့ဦးတော့မဟုတ်တော့ဘူးကွာသူတို့လဲနောက်ကိုလိုက်เสียအကြောင်းမှမရှိတာမင်းတို့ဘလို့ထင်တော့ငါလဲဘဲတိမတော့ကွာ သူပြောသလိုတရေတစီတွေလိုက်လာတာလားမသိဘူးမင်းလေးကွာကင်ပြီးကြည့်ကြည့်ပါလားကော်ပြူထိုတို့ပြောတော့ကိုမြင့်ဆောင်ကပြန်ပြောလိုက်တယ်ကြည့်မနေပါဘူးကွာသူ့ဟာသူလိုက်ချင်လို့လိုက်တာတို့နဲ့ဘာမှမဆိုင်ဘူးသူလန်းသူသွားလိမ့်မယ်အဲ့ဒီအခါမှာကိုပြူကမင်းဟာဟုတ်မလားကွာတော်ကြလဲပေါ်တက်လာရင်ဘယ်လိုလုပ်မလို့တက်လာတော့လဲမင်းနေရာဖယ်ပေးလိုက်ပေါ့ကွာသူလဲလဲစီးချင်လို့လိုက်လာတာကိုကိုမြင့်ဆောင်အတလို့ပြောလိုက်တော့ကိုပြူကမဟုတ်သေးပါဘူးကွာဆိုပြီးကိုင်းခုတ်တာကိုလက်ကကိုင်းကနောက်တော့ခဏခဏလှဲ့ကြည့်နေတယ် အဲ့ဒီအခါကိုမြင့်ဆောင်ကကိုပြူကိုမေးလိုက်ပြန်တယ်ငါပြူမင်းဘာမြင်ရတော့ကိုမြင့်ဆောင်ထိုးသို့မေးလိုက်တော့ကိုပြူကဘာမှမမြင်ရဘူးကွာအတမ်းမေးကြားနေရတာအကောင်မမြင်ရလို့ပေါ့ကွာအကောင်သာမြင်ရလို့ကတော့ဟွန်းကိုပြူထုံမြတာပြောပြီးရက်သွားတယ်သူဘာဆက်လို့ရမည်ဆိုတာအောင်မပြောထိုးသို့ဖြစ်ကိုမြင့်ဆောင်လှဲဝရှေ့ကြည့်ဝေးသာမောင်းနေတယ်နောက်ကိုလှဲ့မကြည့်သူတို့နောက်သို့လိုက်လာတဲ့ခြေတန်းဒီလဲဂုံးတက်တလျှောက်တပုတ်ပုတ်နဲ့လိုက်လာမြေလိုက်လာနေတယ်အဲ့ဒီအခါကိုပြူသူတို့လှဲနောက်ကိုဘာကောင်လိုက်လာလဲတိကျလာတယ် အရာကြောင့်ကိုမြင့်ဆောင်စီမှာလေးကွာကိုတောင်းလိုက်တဲ့မြင့်ဆောင်မင်းလေးကွာခဏလောက်ပေးစမ်းကွာတို့လဲနောက်ကဘာကောင်လိုက်လာတာတုံးသိချင်းလို့ကိုမြင့်ဆောင်သူတို့လဲနောက်ကလိုက်လာတဲ့အကောင်ကိုကိုပြူကိုမမြင်စေချင်ဘူးဒါကြောင့်သူ့ကိုမကြည့်ဖို့ပြောလိုက်တယ်ကြည့်မနေပါနဲ့ကွာကိုမြင့်ဆောင်သူတို့လဲနောက်တို့တစေတရေတကောင်လိုက်လာခြင်းဖြစ်မှန်းသိတယ်ထိုအကောင်လိုက်လာတာကိုလေလဲနောက်မှာခြေတန်းကြားကလေးကလှည့်ကြည့်ပြီးဖြစ်တယ်သို့တော့ကိုပြူကိုမသိစေချင်ပြီတမင်မပြောဘဲထားလိုက်တယ် အဲ့ဒီတဆေကောင်ကကိုမြင့်ဆောင်တို့လှဲခုံးတက်ကလေးကိုစတက်နေကလေးကလမ်းမရှိတစ်ပင်ပေါ်မှာဆင်းလာတာဖြစ်ပြီးသူတို့လှဲခုံးတဝက်ကိုအယောက်နောက်ကနေပြေးလိုက်လာခြင်းဖြစ်တယ်။အဲ့ဒီလိုနဲ့ကိုမြင့်ဆောင်တို့လှဲခုံးပေါ်တို့ရောက်တော့နောက်ကလိုက်လာတဲ့တဆေကောင်ရဲ့ခြေထောက်ကဆက်မကြတော့ပဲပျောက်ကွယ်သွားတယ်။အဲ့ဒီအခါကိုပြူကကိုမြင့်ဆောင်ကိုပြောလိုက်တယ်။မြင့်ဆောင်ဒုကောင်တွေဒီနားရင်ရှိသေးတာတော့လှဲနောက်ကခြေတံပေးပြီးလိုက်လာတယ်။တိုက်တန်းနဲ့ရောက်လို့ကတော့ကအကောင်လိုက်မြန်မြင်ရမလားမသိဘူး။ ကိုပြူပြောတဲ့တိုက်တန်းဆိုတာကထိမီရွာဘက်ကိုသွားတဲ့တော်လန်တနည်းအောင်ကိုခေါ်ဆိုခြင်းဖြစ်တယ်။လမ်းဘေးဝဲရာတိုက်ဝဲယုံပင်တွေအတန်းလိုက်ပေါက်နေတော့ကြောင့်အလွဲတကူတိုက်တန်းလို့ခေါ်ခြင်းဖြစ်တယ်။အဲ့ဒီတိုက်တန်းကလည်းတရေတစီပေါ်တဲ့နေရာပဲဖြစ်တယ်။ထိုနေရာမှာဝါရီကိုပဲမခုတ်ရေးကြပဲအချက်အလက်ကြမ်းတဲ့နေရာဖြစ်တယ်။အဲ့ဒီလိုနဲ့ကိုမြင့်ဆောင်တို့လှည့်ဟာလေတော်လန်လေးဘော်ကိုရောက်ခဲ့ပြီးဖြစ်တယ်။ဒါကြောင့်ထိမီရွာဘက်ကိုဆက်ပြေးမောင်းခဲ့လိုက်တယ်။အဲ့ဒီလိုလှည့်ဟိုမောင်းလာရင်မကြမီကိုပြူပြောတဲ့တိုက်တန်းနေရာကိုရောက်တော့မှလေးဖြစ်တယ်။ အဲ့ဒီအခါမှာကိုပြူကကိုမြင့်ဆောင်ကိုပြောလိုက်ပြန်တယ်။မြင့်ဆောင်တိုက်တန်းနဲ့ရောင်ရင်တော့မင်းတော်ကြီးတွေကိုတေချထိုင်အောင်တော်ကြတရေချောက်လို့မသေးပဲလှဲမှောက်လို့မသာပေါ်နေအောင်ပဲ။အဲ့ဒီအခါမှာကိုမြင့်ဆောင်ကမင်းရလေငါနွားနှကောင်ကိုများတခြားနွားတွေလိုမှတ်လို့တစီတရေမပြောနဲ့သူတို့ထက်ကြီးတဲ့တပတ်ကြီးကိုတောင်းဘေးနာထားပြီးဝေ့လာတဲ့ကောင်းတွေပါကွာ။တစီတရေလောက်ကတော့ငါလိုက်เสียတောင်းမလို့ကိုမြင့်ဆောင်အဲ့ဒါလို့ပြောလိုက်တော့ကိုပြူကပြန်ပြောပြန်နေအေးပါကွာမင်းရဲ့နွားနှကောင်ကလည်းမင်းလိုပဲ။ ကြက်မကြောက်နတ်မကြောက်တွေပဲဖြစ်မှာပါကိုပြူးဟာလည်းတောသူတောင်းသားဖြစ်တဲ့အလျောက်မကောင်းသောနာနာဘဝတွေကိုမြင်တော့နွားတွေကြောက်လန့်တတ်မှန်သိထားသူလည်းဖြစ်တယ်အဲ့ဒီလိုတရေတစီတွေကိုမြင်ပြီးနွားတွေကြောက်လန့်သွားပြီဆိုရင်ဘလို့မှထိမ့်မရတော့ခြေဦးတိတ်ဟာကဆုံဆိုင်ပြေတော့တယ်အဲ့ဒီအခါသူတို့ပြေးရလမ်းတစ်လျှောက်ရှိတင်းငုတ်ချိုင်းခွက်တွေနဲ့တိုက်မိခိုက်မိပြီးလဲမောက်ရလူကိုအနည်းရဖြစ်စေတတ်တယ်ကိုပြူးဟာထို့သောဖြစ်မည်ကိုစူး၍ကြိုပြောထားခြင်းဖြစ်တယ်အဲ့ဒီလိုကိုပြူးပြောလို့မှမဆုံးသေး နွားဤနှကောင်ကရှေ့ဆက်မသွားဘဲရက်နေပြီးတော့တိုက်တန်းအဝင်ကိုလဲပင်ကြီးတွေမော်လေးရဲ့ကြည်နေတယ်။အဲဒီနောက်နှာတွေတရှူးရှူးမှုတ်ကခွာတွေရက်နေတယ်။ခေါင်းတရရန်ရက်နဲ့ရွက်တစ်ခတ်ခတ်နဲ့ကနာမင်းကြီးနွားကြီးတွေကိုကြည်ရသည်မှာသူတို့သွားမင်းလန်းကိုပိတ်ဆို့ထားလို့လမ်းဖယ်ခိုင်းနေတဲ့ပုံမျိုးလေးဖြစ်တယ်။အဲဒီလိုနွားဤနှကောင် ရှေ့ဆက်မသွားသေးဘဲရက်နေတာမြင်တော့ကိုပြူကပြောပြန်တယ်။တွေ့ပြီပေါ့ကွာ။ဒီနှကောင်မင်းပြောတဲ့အတိုင်းဟုတ်မဟုတ်ကြည်ရတော့မှာပေါ့။ကဲမင်းကြီးကြည်စမ်းမအောင်ကွာ။သူတို့ဗာမြင်လို့ရက်နေတာတုံးဆိုတာ။ ကော်ပြူထိုသူပြောလိုက်တော့ကွန်မြင့်ဆောင်လေလွဲ့အိတ်ထရလေးကိုထုတ်ကင်ကတိုက်တန်းအဝင်ကိုလှမ်းကြည့်လိုက်တဲ့သူတလူကြည့်လိုက်တော့တိုက်တန်းအဝင်မှာမကောင်းဆိုးဝါးကြီးတကောင်လှိမ့်လန်းကိုကန့်လန့်ဖြတ်ပြီးအိတ်နေတာကိုမြင်လိုက်ရတယ်။အဲ့ဒီအခါကျမထိုမကောင်းဆိုးဝါးကောင်ကိုမြင်ပြီးနွားကြီးနှကောင်ရှေ့ဆက်မသွားပဲလမ်းဖယ်ခိုင်းနေခြင်းဖြစ်မှန်းတိလိုက်တဲ့ကွန်မြင့်ဆောင်အဲ့ဒလိုကြည့်နေတော့ကိုပြူကမေးလိုက်ပြန်တယ်။မြင့်ဆောင်ဘာမြင်တော့ကွာငါလေးပြောပါဦးမကောင်းဆိုးဝါးတစ်စီတရေတွေများလားဟုတ်တယ်ကွာ ဟိုတိုက်တန်းအဝင်မှာလှေလန်းကိုကန့်လန့်ဖြက်ကြီးအိတ်နေတာ ရော့မင်းကြည့်ကြပါဦးလားကိုမြင့်ဆောင်အဲ့ဒါလို့ပြောရင်ကိုပြူးလက်တို့လေးကွာကိုထိုးပေးလိုက်တယ်အဲ့ဒီအခါကိုပြူးကကိုမြင့်ဆောင်လက်ကိုပုတ်ချလိုက်ပြီးတော့ဟာကွာမကြည့်ရဲပါဘူးမမြင်အမြင်အတွေ့ကိုမင်းဟာမင်းကြည့်ကိုပြူးထိုးတို့ပြောလိုက်တော့ကိုမြင့်ဆောင်နဲ့လေးကွာကိုလွယ်အိတ်သေးပြန်ထည့်ပြီးထိုးလမ်းပေါ်ဖြတ်အိတ်နေတဲ့မကောင်ဆိုးဝါးကောင်ကြီးကိုရှောင်ကွင်းသွားဖို့နွားချိုးကိုဆွဲ၍လေးကိုလမ်းဘေးကိုရောက်အောင်မောင်းတင်လိုက်တယ်ဒါပေမဲ့နွားကြီးနှကောင်ကလေးလမ်းဘေးကိုမတက် အဲ့ဒီလမ်းဖြတ်ပိတ်နေတဲ့မကောင်းဆိုးဝါးကောင်းကြီးစီကိုသာတဲတဲ့သွားနေခြင်းသည်သူတို့သည်ထိုမကောင်းဆိုးဝါးကောင်းကိုကွင်းရှောင်သွားလိုတဲ့ပုံမပေါ်လမ်းအတိုင်းသွားပြီးလမ်းဘေးသို့ရောက်အောင်ဝှေ့ထုတ်ခြင်းနေပုံရတယ်။နွားဤနှကောင်ကတလို့ဖြစ်နေတာကိုကြည့်ပြီးတော့ကိုပြူကလည်းပြောလိုက်တယ်။မြင်းဆောင်မင်းဘလို့ဆွဲဆွဲသူတို့လမ်းဘေးကိုတတ်မှာမဟုတ်ဘူး။သူတို့ကိုတိုင်ကဝှေ့ကျင်နေတဲ့သဘောရှိတယ်။လှုပ်ပေးလိုက်စမ်းပါကွာ။ကိုပြူဘေးနားမှနေပြီးမြှောက်ထိုးပင့်ကိုလှုပ်ပေးနေတာကိုအဲ့ဒီအခါကိုမြင့်ဆောင်ကဖြစ်မလားကွာ။ ။နွားကြီးတွေကလှဲတက်ထားတာလွတ်လွတ်လပ်လပ်ဆိုတော်သေးတယ်။ဒါများပါခတ်တာမှတ်လို့လှုပ်ပေးလိုက်ကွာ။သူတို့ကိုယ်တိုင်ကိုယ်ကဒလဝိတ်ကျင်နေတာကိုကိုပြူပြောလဲပြောကျင်စရာပဲ။နွားကြီးနှကောင်တွေကိုမြင့်ဆောင်ဘလို့ဆွဲဆွဲလမ်းဘေးကိုမတက်လှဲလန်းအတိုင်းသာတရှူရှူနဲ့တစွတ်ထိုးသွားနေတယ်။နွားကျိုးကိုနောက်ကိုနှံ့ဆွဲထားတော့လေ။မရနှာဆောင်တိုက်ရွေသွားတယ်။ဒီပုံဝတိုင်းဆိုမဖြစ်တော့မှကိုမြင့်ဆောင်တီးလိုက်တယ်။တော်ကြတိုက်တန်းနဲ့ရောက်မှလှဲကြီးနဲ့ပိုဆူးမှဖြစ်တယ်။တိုက်တန်းဝင်ကိုရောက်ဖို့ကလည်းတိတ်မလို့တော့ ဒါကြောင့်ကိုပြူးကိုနွားချိုးဆွဲခိုင်းပြီးကိုမြင့်ဆောင်လှဲဖို့ကနေခုန်ဆင်းလိုက်တယ်။အဲဒီနောက်လက်ရှိရောင်းအောင်အမြင်သွားပြီးတော့နွားဤနှကောင်းကိုစုပ်တက်ခါရက်ခိုင်းလိုက်တယ်။အဲဒီလိုကိုမြင့်ဆောင်လှဲဦးရှိရောက်လာမှနွားဤနှကောင်းသည်ရက်လိုက်တယ်။အဲဒီအခါကိုမြင့်ဆောင်နွားချိုးဆွဲထားတဲ့ကိုပြူးကိုအောက်ကိုဆင်းခဲ့ဖို့ခေါ်လိုက်တယ်။ဟဲ့ကောင်ကပြူးအောက်ဆင်းခဲ့နွားတကောင်ကိုထိန်းထားအောင်ကိုမြင့်ဆောင်ဒီလိုပြောလိုက်တော့ကိုပြူးလှဲပေါ်မှာခုန်ဆင်းလာတယ်။အဲဒီနောက်လှဲဦးရှိလာပြီးနွားဤတကောင်ကိုထိန်းထားတာကိုမြင့်ဆောင်ကမြင်လိုက်တယ်။ ဘာလို့မလို့တော့ကိုမြင့်ဆောင်ကိုပြူးထူတို့မီတော့ကိုမြင့်ဆောင်ပြန်ဖြေလိုက်တယ်မင်းပြောတယ်လို့လုံးမလို့လေကွာနွားတွေကိုလှုပ်ပေးလိုက်တော့မင်းတော်ကြာဟိုထဲရောက်မှလှဲစီတန်းလန်းနေဆိုပို့ဆိုးကုန်မင်းကိုမြင့်ဆောင်ဒီလိုပြောပြီးဘိုးလေးကြီးကိုလဲမဖြုတ်ကနဖားညမကင်ထားလိုက်တယ်ကိုပြူးလဲဂျိုတောင်ကြီးကိုဖြုတ်ကနဖားချိုးအရင်မှပင်ကင်ထားလိုက်တယ်ထို့နောက်နှစ်ဦးသားလှဲတဘိုးကိုမြေပေါ်သို့အသာအရာချလိုက်တယ်အဲဒီနောက်နွားချိုးတွေကိုနွားကြီးတွေရဲ့ကြောပေါ်ကိုတင်ပေးလိုက်ပြီးတော့ကဲတလောက်ဝှေ့ကျင်နေတဲ့ကောင်တွေဝှေ့ကြစမ်းကွာ မင်းတို့အစွမ်းကိုကြည့်ကြသေးတာပေါ့ပြောပြောဆိုဆိုကင်ထားတဲ့နွားနှဖားကျိုးတွေကိုလှုပ်ပေးလိုက်ကြအဲ့ဒီအခါနွားကြီးနှကောင်ဟာလေသူတို့ကိုနှဲ့ရဖြုတ်ပေးလိုက်တာနဲ့ထိုမကောင်းစိုးဝါးကောင်စီတို့ပြေးသွားကြတာကိုမြင့်ဆောင်လေလေးကွာကိုလွဲ့အိတ်ထဲမှာထောက်ကင်ကနွားကြီးနှကောင်တော့ကတပါးတည်းပြေးလိုက်ခဲ့တယ်ကိုပြူကလည်းလှဲပေါ်မှာကိုင်းခုတ်တောင်းကိုယူပြီးနောက်ကနေပြေးလိုက်လာတယ်အဲ့ဒီအချိန်လှဲလမ်းပေါ်ဖြတ်အိတ်နေတော့မကောင်းစိုးဝါးကောင်ကြီးသူ့ထံနွားကြီးနှကောင်ပြေးလာတာမြင်ပြီးရုတ်တရက်ထရက်လိုက်တဲ့နေနေနုံနုံအကောင်ကြီးမဟုတ် တကူလုံးအမွေမဲမဲကြီးများနဲ့ထိတ်လန့်စရာကောင်းလာတယ်။အဲ့ဒီအကောင်ကြီးကသူ့ထံကိုမကြောက်မရွံ့ပြေးလာနေတဲ့နွားကြီးနှစ်ကောင်ကိုလက်နဲ့ရိုက်ဖို့လက်ဝါးကြီးကိုလေးသေးကိုမြှောက်လိုက်တယ်။ထိုလက်ဝါးကြီးနဲ့အရိုက်ခံရပါကနွားကြီးနှစ်ကောင်ဒီတတ်တာမီမဟုတ်နေရာမှာပင်တုံးလုံးလေးသွားနိုင်တယ်။ဒါကိုသိတဲ့ကိုမြင့်ဆောင်ကသူ့လက်ဝါးကြီးအောက်ကိုမကြမီကပ်ပီးယာကြီးပေးထားတဲ့စင်းနီလုံးလေးထဲကလေးကွားနဲ့ပြစ်လိုက်တယ်။အဲ့ဒီစင်းနီလုံးလေးထိမှန်ခံနိုင်ရတဲ့မကောင်းဆိုးဝါးကောင်ကြီးလက်ဝါးကြီးဒီအောက်ကိုပြန်မကြနိုင်တော့ နောက်ကိုလှန်သွားတယ်။ဗဇက်ကလည်းတဝူဝူတဝါဝါနာနာချင်းချင်းအော်နေတယ်။ထိုခွေကောင်းကိုယူပြီးနွားကြီးနှက်ကောင်ဟာမနာတဲ့ဝင်ဝှေ့တော့တယ်။ဒီလိုနွားကြီးနှက်ကောင်တပြိုင်တည်းဝှေ့လိုက်တော့မကောင်ဆိုးဝါးကောင်ကြီးနောက်ကိုရင်သွားတယ်။နွားကြီးနှက်ကောင်ကလည်းဇက်တိုင်မနာတဲ့မြင်ဝှေ့တယ်။ကိုမြင့်ဆောင်ကလည်းနွားနှက်ကောင်ရဲ့ကြောပေါ်မှာကြော်၍မကောင်ဆိုးဝါးကောင်ရဲ့လက်ကြီးနှစ်ဖက်ကိုမှတ်လုံနိုင်အောင်လေးကွားနဲ့လေးပြစ်တယ်။အရီလိုစင်းနီလုံးလေးနဲ့သုံးလေးချက်လောက်ပြစ်လိုက်တော့ထိုမကောင်းဆိုးဝါးကြီးမခံနိုင်တော့တိုက်တန်းအတွင်းကိုဝင်ပြေးတော့တယ် နွားကြီးနှကောင်းကလည်းသူ့တို့တခင်မှာပါလာလို့ထင်တယ်။အလွတ်မပေးပဲလိုက်ဝေ့နေတယ်။ကိုပြူကတော့ဓာကြီးထမ်းပြီးဝင်ခုံမြူလုံနေလို့မနှဲပင်တားထရတယ်။ဓာတောင်မှထပ်ပြောနေသေးတယ်။ဟိတ်ကောင်မြင့်ဆောင်ဘယ်နားမှာတော့ကပြဆန်းငါဓာနဲ့ဝင်ပိုင်လိုက်မယ်။ပြဆန်းမှာကွာဟိုနားမှာလား။ကိုပြူနွားကောင်းတဲ့တဲ့တို့လက်ညှိုးထိုးပြီးမေးလိုက်တယ်။အဲ့ဒီအခါကိုမြင့်ဆောင်ကကိုပြူကိုပြန်ပြောလိုက်ရတယ်။အတားနေစမ်းမှာကွာသူတို့ပါသူတို့ဝေ့လိမ့်မယ်။တော်ကြမင်းဓာနဲ့တွားခုံလို့တရေမခုံမိပဲ။နွားကောင်းကိုတွားခုံမိနေပါဦးမယ်။ ကိုမြင့်ဆောင်ဒီလိုပြောလိုက်တော့ကိုပြူဟာထပ်ပြောပြန်တယ်။မင်းသာလက်ညှိုးတေချာထိုးပြမလွဲစီရဘူးကွာ။ငါတစ်ချက်သေးဝင်ပိုင်လိုက်မယ်။ငပြူပါကောင်လည်းတီသွန်းစီရမယ်။ကိုပြူဒီလိုပြောနေခိုင်ကိုမြင့်ဆောင်လည်းနှွားကြီးနှစ်ကောင်တော့ကိုပြေးလိုက်ရင်နဲ့မင်းပါမင်းဘာကောင်မဲဖြစ်ဖြစ်ဟိုမှာမင်းပထွေကပြေးပြီးမြဲမြဲလား။ကိုမြင့်ဆောင်ဒီလိုပြောလိုက်တော့ကိုပြူကလည်းကြပြကြရနဲ့ဓာကြီးထန်ကသူ့နောက်ကနေပြေးလိုက်လာတယ်။အဲ့ဒီလိုနှွားကြီးနှစ်ကောင်ဝင်ရှေ့မှပြေးနေတဲ့မကောင်ဆိုးဝါးကောင်ကြီးကိုလိုက်ဝင်နေရ တိုက်တန်းတစ်ဖက်ထိတ်သို့ပင်ရောက်နေပြီဖြစ်တဲ့ထိုနေရာရောက်တော့မကောင်းဆိုးဝါးကောင်းကြီးလမ်းအတိုင်းမပြေးတော့ပဲတော်ရဲသို့ဝင်ပြေးတော့တယ်အဲ့ဒီအခါကျမသူတို့နှစ်ယောက်လည်းနွားကြီးနှစ်ကောင်ကိုတယောက်တကောင်စီဆွဲကလှင့်ရှိရသို့ပြန်ခဲ့တော့တယ်အဲ့ဒီလိုလှဲသို့ပြန်ဆွဲလာတဲ့လမ်းတစ်လျှောက်နမကြီးနှစ်ကောင်ကတဒိန်ဒိန်နဲ့တောင်းလာကြတယ်သူတို့သွားမယ့်လမ်းကိုပိတ်ဆို့ထားတဲ့မကောင်းဆိုးဝါးကောင်ကအနိုင်ရလိုက်လို့သူတို့ကိုသူတို့ဂုံယူနေခြင်းဖြစ်တဲ့ဒီလိုနဲ့သူတို့နှစ်လှဲတဲ့ရှိရကိုပြန်ရောက်တာနဲ့ နွားဤနှကောင်းကိုတဘိုးမှာတက်ခံအရှိတူဆက်မောင်းလာခဲ့တယ်။ဒီလိုရှေ့ဆက်မောင်းလာရင်ကိုပြူးတီကိုမြင့်ဆောင်ကိုပြောလိုက်ပြန်တယ်။ကဲမြင့်ဆောင်ကပြောသလိုလှုပ်လိုက်တော့အခုအေးအေးဆေးဆေးပဲမဟုတ်လား။မင်းလှုပ်သလိုသာသူ့ကိုရှံပီမောင်းလာရင်ကြောက်တတ်တယ်ထင်ပြီးတလန်းလုံးလိုက်ချောင်းနေမယ်ကောင်းကွာ။ငါတားပြီးကြိုတိလို့မင်းကိုပြောနေတာ။အဲ့ဒီအခါမှာကိုမြင့်ဆောင်ကအေးပါကွာမင်းကလည်းတိုက်တန်းနေဖြတ်မောင်းနေတုန်းကတော့စကားတစ်ခုံးမှမပြောဘဲနဲ့အခုမှဒီလာကျဲနေတယ်။ကိုမြင့်ဆောင်ဒီလိုပြောလိုက်တော့ကိုပြူကပြန်ပြောပြန်နေတယ်။ ငါအဲ့ဒီတော့ငါပဝင်းကျင်ရဲ့ခြေအနေကိုကြည့်နေတာကတကယ်လို့တခုခုထပ်ဖြစ်ရင်အဆင်သင့်ဖြစ်နေအောင်လို့ကိုဘျူတီလိုပြောလိုက်ပြီးမကြခင်မှာပဲလှိမ့်လမ်းပေးရှိတစ်ပင်တွေဘောကိုတဲနဲ့ပတ်တန်တဖြောဖြောကိုကြားရပြန်တယ်အဲ့ဒီတဲတွေဒီလေလှိမ့်လမ်းဘောကိုရောက်လာတယ်အဲ့ဒီအခါကိုဘျူကသူ့ဘောသူကြလာတဲ့တဲတွေကိုကြည့်ပြီးတော့ဟာဟိတ်ကောင်တဲတွေနဲ့ပတ်တယ်ဟာငါဘောတဲတွေကြလာတယ်ဘဲကောင်များလက်ကမြင်ပြီးတဲတွေနဲ့ပတ်နေရတာတော့ဟာတိတ်လို့ရတော့ကိုဘျူထိုးတို့ပြောလိုက်မှပင်လှဲဘောတို့ တဲတွေပို့ရကြလာတယ်။အဲ့ဒီအခါကိုပြူကစိတ်မရှိတော့ဘဲနဲ့မြင့်ဆောင်ပေးစမ်းကွာမင်းလေးကငါပြူအကြောင်းသိအောင် ပြလိုက်အောင်မေကိုမြင့်ဆောင်ကိုပြူကိုလေးကွာပေးမနေတော့ဘဲလမ်းဘေးရှိတစ်ပင်တွေကိုကိုတိုင်းလေးကွာနဲ့လေးငါချက်လောက်ဆက်ပြစ်လိုက်တယ်။အဲ့ဒီအခါကျမှတဲနဲ့ပတ်နေတာကိုရက်သွားတယ်။အဲ့ဒီအခါကိုပြူကပြောလိုက်ပြန်တယ်။ကဲမှတ်ပါလား။ဘာတတ်နိုင်သေးတော့အဲ့ဒါငါပြူလေးကွာမဟုတ်သေးဘူးနော်။ငါပြူလေးကွာအိမ်မှာကြံခဲ့လို့မဟုတ်ရင်နင်တို့တိထပ်ပူနာမယ် ကိုပြူးတယ်လို့ပြောပြီးလမ်းဘေးရှိတစ်ပင်တွေကိုလိုက်ကြည့်နေတယ်။အဲဒီလိုကိုပြူးတစ်ပင်တွေကိုအာယုံစိုက်နေခိုက်လှင်းတော့ကိုပြေးလိုက်လာတဲ့ခြေတန်းကြီးကိုကြားလိုက်ရပြန်တယ်။အဲဒီအတန်ကိုကြားတော့ကိုပြူးတော်တော်မကြေမနက်ဖြစ်သွားတယ်။ဒါကြောင့်လေးကွားနဲ့ပြင်ရကိုမြင့်ဆောင်စီမလေးကွားကိုတောင်းလိုက်တယ်။ပေးကွာမြင့်ဆောင်ဒီတစ်ခါတော့ငါတကယ်ကြည့်ပြီးပြတ်တော်မယ်။ထို့သောကိုပြူးသူ့စီကလေးကွားကိုဒေါနဲ့မော်နဲ့တောင်းနေတော့ကိုမြင့်ဆောင်လည်းသူ့လေးကွားကိုပေးပြီးလောက်စလုံးသုံးလုံးမှထည့်ပေးလိုက်တယ်။ကိုပြူးလည်းလေးကွားကိုဟန်ကြပန်ကြကင်က နောက်ကလိုက်လာတဲ့အကောင်ကိုကြည့်ပြီးပြစ်မိအလို့သူ့ပါးစပ်မှဟာဆိုတဲ့အတန်ထွက်ပေါ်လာတယ်။ကော်ပျူတာတို့လဲနောက်ကမဲမဲအကောင်ကြီးတကောင်လိုက်လာနေတာမြင်လိုက်ရတယ်။ကော်ပျူတာကိုကြည့်နေတာမြင်တော့တဲနဲ့ကုတ်ပတ်ဖို့ပြင်းနေ။ကော်ပျူလဲမောင်းနေတဲ့ကိုမြင့်ဆောင်ကိုအလောတကြီးပြောလိုက်တယ်။မြင့်ဆောင်လဲဟိုမြင်မြန်မောင်းကဟေးကောင်တဲနဲ့ပတ်တော်မေဟာဟာပတ်ပြီးဟာဟာဟာပတ်ပြီးကော်ပျူတီလိုပြောပြီးမကြမီလဲပေါ်တို့တဲတွေတပြောပြောကြလာတယ်။အဲ့ဒီအခါကော်ပျူတူကင်ထားတဲ့လေးကွာကိုကိုမြင့်ဆောင်ထံပြန်ပေးရင်းနဲ့ နဲတဲ့အကောင်ကြီးမဟုတ်ဘူးကွာမြေဆောင်ကလှဲမောင်းမယ်နောက်မှမထိုင်ရဲတော့တော်ကြလှဲဖို့မိလာရင်မလွယ်ဘူးကိုပြူပြောပြောဆိုဆိုကိုမြေဆောင်လက်ကနွားချိုးတွေကိုအတင်းဆွဲယူတော့တယ်လှဲနောက်ကိုလှဲမကြည့်ရဲတော့ကိုမြေဆောင်လည်းကိုပြူကိုနွားချိုးတွေပေးလိုက်ပြီးကိုပြူထိုင်တဲ့နေရာကိုပြောင်းထိုင်လိုက်တယ်အဲ့ဒီနောက်ကိုပြူပြောတဲ့နဲနဲနောနောအကောင်ကြီးမဟုတ်ဘူးဆိုတာကိုကြည့်လိုက်တယ်ကိုပြူကြောက်မယ်ဆိုလဲကြောက်စရာပဲအဲ့ဒီအကောင်ကြီးကကိုမြေဆောင်သူ့ကိုကြည့်နေတာမြင်တော့လေတဲနဲ့ကုတ်ပတ်ဖို့လှုပ်ပြန်တယ် ဒါပေမဲ့ကိုမြင့်ဆောင်မကြောက်မရွံ့ကြည်နေတာမြင်တော့တင်းနေမပတ်တော့ပဲရှာကြီးကိုတဒောင်းလုံးထုတ်ပြကလှင်းနောက်ကိုပြေးလိုက်လာတယ်။သို့တော်လှင်းနောက်ရောက်အောင်တော့မလား။ကိုမြင့်ဆောင်လေးကွားနဲ့ချိန်ပြီးပြစ်မြည်လို့တော့ဆက်မလိုက်ဖဲရက်နေတယ်။သူ့လေးကွားကိုပြန်ယုတ်လိုက်တော့တခါပြေးလိုက်လာပြန်တယ်။ကိုမြင့်ဆောင်လည်းပြေးလာနေတော့လေးကွားနဲ့ပြစ်လိုက်တယ်။ထိုးထိုးပြစ်လိုက်တော့ထိုးဆက်မလိုက်တော့ပဲရက်ကြည့်နေသေးတယ်။ကိုမြင့်ဆောင်လည်းထိုးအကောင်ကြီးလိုက်လာတာမမြင်တော့မှလှင်းကိုအပြေးမောင်းနေတဲ့ကိုပြူကိုခက်မှန်မှန်မောင်းဖို့ပြောလိုက်ရတယ်။ ဟဲ့ကောင်ကပြုလဲကိုအတင်းဆုံမောင်းမနေနဲ့နွားတွေပင်ပန်းနေလဲနောက်မှာဘာကောင်မှမလိုက်လာတော့ကိုမြင့်ဆောင်တယ်လို့ပြောလိုက်တဲ့ကိုပြူးကသူ့ကိုပြန်ပြောတယ်အိမ်မြန်မြန်ရောက်ဖို့အရေးကြီးတယ်ကွာမင်းနွားကြီးတွေကတလောက်လဲတော့အသာလေးပါပါတယ်လို့တောင်မထင်ဘူးကိုမြင့်ဆောင်ဘာမှမပြောတော့ပဲပြောလို့လည်းရမယ်မထင်ကိုပြူးဒီလဲနောက်ကလိုက်လာတဲ့အကောင်ကြီးကိုမြင်ပြီးတော်တော်လန့်နေပြီဖြစ်တယ်အဲ့ဒီလိုအဖြစ်ကိုပြူးလဲကိုအမြန်မောင်းငယ်ရင်နဲ့ထိမ်မီရွာကိုဆင်းတဲ့ဂုံစင်းလေးကိုယောက်လာတယ် အဲ့ဒီခုံးစင်းလေးအောက်မှာလေထိမင်းကြီးမာနေတဲ့ထိမင်းတရေကြီးရှိနေပြန်သေးတယ်။ကော်ပျူတာအပင်မာနေတဲ့တရေကြီးကိုကိုမြင့်ဆောင်အမဲသားလာကြွေးတော့သူပါလိုက်ခဲ့ဘူးလေ။ကော်ပျူတာအပင်အောက်မှာလှည့်ဖြတ်မောင်းရမြည်ကိုစိုးရိမ်နေမိတယ်။ဒါကြောင့်ကိုမြင့်ဆောင်ကိုပြောလိုက်တယ်။မြင့်ဆောင်ထိမင်းမှာရှိတဲ့တရေကိုလေးခွားနဲ့ကြိုပြစ်ထားကွာ။ငါအဲ့ဒီအပင်အောက်ရောက်ရင်လှဲဝတဲ့ကောင်မောင်းမှာမင်းမင်းမင်းသာဂိုင်းထား။ကိုပျူတီလိုပြောပြီးခုံးစင်းလန်းကိုနွားကြိုမထိမ့်မဲတလက်ချမ်းမောင်းပြီးဆင်းလာတယ်။နွားကြီးနှကောင်ဒီကိုပျူရဲ့အလိုအတိုင်းပဲ။ လေးဘက်ကြပြေးစင်းလာတယ်။အဲ့ဒီအခါကိုမြင့်ဆောင်ကကိုပြူးကိုပြောရပြန်တယ်။ဟေ့ကောင်ငါပြူးမင်းပြောတယ်လို့တရေချောက်လို့မသေးပဲနဲ့အခုမှလှဲမောက်လို့သေးနေအောင်မယ်။ဒီမှာနှမ်းအိတ်တွေလည်းထွက်ကြကုန်တော့မင်းဟာကိုမြင့်ဆောင်လှဲပေါ်မှာမြောက်မြောက်တက်လာတယ်။နှမ်းအိတ်တွေကိုကြည့်ပြီးပြောလိုက်တယ်။ဒါကိုကိုပြူးကသူပြောနေတာမဟုတ်တဲ့အလား။နွားကြီးနှစ်ကောင်ကိုသာငေါငန်းပြီးလှဲကိုအပြေးမောင်းနေတယ်။ဒီလိုနဲ့မကြမီထိမင်းရွာနာတို့ရောက်လာတယ်။ထိုရွာနာရောက်မှကိုပြူးလည်းနွားကြီးနှစ်ကောင်ကိုအရှိန်တက်ခါလဲဟိုခတ်မှန်မှန်ပြန်မောင်းလိုက်တယ် အဲ့ဒီနောက်ကိုမြင့်ဆောင်ကိုမေးလိုက်ပြန်တယ်။မြင့်ဆောင်ထိမင်းတရဲ့ဒိုလဲနောက်ကလိုက်သေးလားကွာ။သူထိုတို့မေးလိုက်တော့ကိုမြင့်ဆောင်ကခက်ရွက်ရွက်နဲ့ပြန်ဖြေလိုက်တယ်။လဲနောက်ကတော့မလိုက်ဘူးကွာ။ဒါပေမဲ့ထိမင်းအောက်ရောက်တော့နွားတွေကိုရိုက်မောင်းနေတဲ့မင်းရင်ကောင်းမော်ကိုခုံချမလို့လုံနေတာမြင်လိုက်တယ်။သူထိုတို့ပြောလိုက်တော့ကိုပြူကမကျေနပ်တဲ့လေးတန်းနဲ့အေးကွာခုံချခြင်းလဲခုံချနေမှပြောမရအောင်။ဒေါက်ဖွားဦးပြောတာလဲမှန်နေကွာ။အဲ့ဒီတလန်းလုံးကလည်းတရေတွေကြီးပဲ။ကိုပြူဒီလိုပြောပြီးတော့ လှဲကိုတဲသူရောက်အောင်ခတ်တွတ်တွတ်မောင်းလိုက်တော့တယ်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့ကျမတို့ channel ရဲ့တင်ဆက်မှုကတော့ဒီမှာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ဆက်လက်အဆမအဆုံးတိုင်းနားဆင်အားပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဆက်လက်ကောင်းတွေနဲ့ပြန်ဆုံမှမယ်ရှင်။